မြင့်တဲ့လူတွေကြားထဲမှာနေအောင်နေရမေးတဲ့ဒါကဘာကိုဆိုလိုတာတော့အချီးနီးသောမမာနာတို့ဖြင့်တက်ကြွမြင့်မောက်နေတဲ့လောကကြီးမှာအဲ့ဒီမမာနာကိုနှိမ့်ချပြီးတော့မမာနာမရှိပဲနဲ့မမာနာနေပြီးတော့နှိမ့်ချစွာ နေရရမေးလို့ပြောတာဘုရင်တို့လောကမှာကြည်လိုက်မယ်ဆိုရင်လူတွေမှာ မြင့်နေတာဆိုလို့အဲ့ဒီအထင်ဆိုတဲ့မာနာတွေပဲရှိတယ် အထင်တွေပဲမြင့်နေကြတာတကယ်တကယ်မြင့်နေတာမဟုတ်ဘူးရုဒ္ဒနန္ဒတဘာဝတရားတွေကိုအထင်မျိုးမျိုးလွဲပြီးတော့အထင်မျိုးမျိုးရောက်ပြီးတော့ငါသာလျင် ဟုတ်တယ်လို့ထင်နေကြတာနော်မမာနအဲ့ဒီလိုမမာနဖြင့်မြင့်မောက်နေတဲ့လောကကြီးမှာမမာနကိုနှိမ့်ချပြီးတော့နေရမယ်ဆိုတာလေးကိုသူကမြင့်သူတွေထဲမှာနှိမ့်မှာလို့ပြောတယ်အဲ့ဒါကိုအရင်တို့ပါလာပြန်ထားတဲ့မြန်မာပြန်ထဲမှာ ကျူယိုအလားအချီအနီတက်ကြွတော့မမာနာလို့ဖြစ်မြင့်မောက်နေတော့လောကကြီးမှာလေပေါ့။နမမာနာကိုကျူယိုအလားလို့သုံးတယ်။ကျူယိုကိုဦးဇင်းတို့ချိုးကြည့်မယ်ဆိုရင်အထဲထဲမှာဘာမှမရှိဘူး။မှို့လို့လို့ဘာလို့လို့အခလောင်းလေးပဲရှိ။ဒါပေမဲ့ तू ကအရန်ထောင်တယ်ဘေးကနေလှမ်းကြည့်လို့ရှိရင်တော့အရန်မာချောတယ်လို့ထင်ရတယ်။ဟုတ်လား။အဲ့ဒါလို့အချီအနီမမာနာလို့ဖြစ်တက်ကြွနေတဲ့လောကလူသားတွေရဲ့ကြားထဲမှာ မမာနကိုနှိမ့်ချပြီးနေရမေးတဲ့အဲ့တော့ဒီဥစ္စာလေးကိုအရှင်တို့ ပေးတဲ့ပေါင်းတော်ကောင်တို့စဉ်းစားတဲ့အခါမှာမာနနဲအောင်မာနကင်းဖို့ဆိုတာကတော့ရဟန္တာဖြစ်မှကင်းမှာပါအဲ့တော့မာနနဲ့ပတ်သက်ပြီးတော့အရှင်တို့ယသဝဘုရားဟောခဲ့တာမာနဆိုတဲ့စကလုံးအဲ့ဒီနောက်နာကကပ်ပြီးတော့အတိမာနလို့ဒီလိုဟောတာလည်းရှိတယ်အတိမာနဆိုတာလွန်လွန်ကဲကဲဘဝင်မြင့်တာမန်တက်နေတာပေါ့နော်လွန်လွန်ကဲကဲဖြစ်နေတာ အဲ့ဒီအတိမာနာကိုတော့ဦးဇင်းတို့တွေကကင်းအောင်စူးစမ်းသင်တယ်ပေါ့နော်အဲ့မာနာကင်းကျင်တယ်ဆိုလို့ရှိရင်မာနာရဲ့အကြောင်းကိုဦးဇင်းတို့သိရမယ်မာနာဟာဘာကြောင့်ဖြစ်တယ်လဲမာနာဖြစ်လာရင်ဘာတွေဆက်ဖြစ်မလဲပြောရရင်မာနာရဲ့အကြောင်းအကျိုးတဘာဝတွေကိုဦးဇင်းတို့သိရမာနာဘာကြောင့်ဖြစ်လဲလို့မာနာရဲ့အကြောင်းတရားကိုဦးဇင်းတို့သိရမာနာဖြစ်ရင်ဘာတွေဖြစ်နိုင်လဲလို့မာနာရဲ့အကျိုးကိုလည်းဦးဇင်းတို့သိသင့်တယ်အဲ့ဒီအကြောင်းအကျိုးကိုသိတာပညာပဲနော်အဲ့ဒီပညာနဲ့မှသာလေမာနာကိုဦးဇင်းတို့ရှင်းချနိုင်တယ် မာနဘာကြောင့်ဖြစ်လဲလို့မာနရဲ့အကြောင်းတရားကိုရှားလိုက်ရင်တော့ဥရင်တွေးမိတာကတော့မတိလို့အတိညာမရှိလို့မာနဖြစ်တာမာနဖြစ်တာဟုတ်လားအဲ့ဒါကိုနောက်ပိုင်းကျတော့ဥရင်တို့ပြောပါမယ်မာနဖြစ်ရင်ဘာတွေဆက်ဖြစ်မှာတော့မာနရဲ့အကျိုးရလဒ်ကိုကြည့်ပြီးတော့မာနကိုလျှော့ချနိုင်ဖို့လည်းဥရင်တို့စူးစမ်းကြရမယ်မာနကြီးတဲ့လူကတော့များသောအားဖြင့်လူတကာရဲ့မုံတီးရွှန်ရှားဆက်ဆုပ်ခြင်းကိုခံရတာပဲဟုတ်တယ်မဟုတ်လား လူမုံများတယ်ပေါ့နော်ဖြစ်လျာဘဝမှာ အမျိုးရုပ်တက်တယ်တဲ့မာနာကြီးတဲ့လူတွေဟုတ်လားငါသာတည်တယ်ငါသာတက်တယ်ကိုယ့်ကိုအထင်ရောက်နေတဲ့လူဟာအတိညာရဲ့ဝင်ပေါက်ကိုလည်းပဲပိတ်ဆို့ထားရရောက်တယ်လို့ဆိုကြတယ်နော်ဒါကြောင့်မာနာကြီးရခြင်းဟာဘာမှတကယ်တမ်းကဟိုကောင်းကျိုးမရှိဘူးပေါ့ဟုတ်လားအဲ့လိုဆိုလို့ရှိရင်မာနာဟာဘာကြောင့်ဖြစ်တယ်လဲမာနာဟာအမှန်တိမှုမရှိလို့ တကယ်တမ်းကဘဝရဲ့အမှန်တရားကိုဟိုအများကြီးမဟုတ်ဘူးတို့တွေကတေရွာကိုသွားနေရတာပါလားဆိုတဲ့တေချင်းတရားတစ်ခုလောက်ကိုပဲပယ်ပယ်နေနေတိမယ်ဆိုရင်မာနကတိတ်ကြီးတာအကြောင်းမရှိဘူးအခုလူတွေကကိုဘဝရဲ့အခြေအနေမှဖြစ်တယ်တေချင်းစီကိုရှိရှုပြီးတော့သွားနေရတယ်ရက်ထားလို့မရတဲ့ဒီခရီးရဲ့အခြေအနေမှကိုမသိတဲ့အခါကျတော့မန်ကဝင်တာပေါ့ဘာနဲ့လာတဲ့တန်တူလဲဆိုလို့ရှိရင် ကားပေါ်မှာကြက်တွေကိုတက်ဖို့လို့ဆိုတော့ကြက်တွေအရှင်တွေချင်းနေထည့်ပြီးတေးသွားတာရှိဟုတ်လားသူတို့ကိုတေးရကိုပို့နေတာတေးရကိုခေါ်သွားနေတာလို့ဒီကြက်တွေကဘယ်သိမလို့မသိတော့ကြက်ချင်းတွေမှာအချင်းချင်းခွတ်တဲ့ကြက်ကခွတ်မယ်တွန်းတဲ့ကြက်ကတွန်းမယ်နိုင်တဲ့ကြက်ကအချင်းချင်းစိတ်မယ်ပျော်တဲ့ကြက်ကပျော်မယ်တချို့ဆိုရင်တောင်ပန်ခတ်ပြီးတော့တွန်းတောင်းတွန်းနေလိုက်သေးတယ်ဒါဟာဘာလဲဆိုခဏအနေရင်တို့ဟာလက်ပင်ဖြတ်ပြီးတော့တတ်ခါမှာပါလားဆိုတာကိုသူတို့မသိဘူးနော် အဲ့လိုပဲပုထုသင် တတ္တဝါတွေဟာပျက်စီးခြင်းစီကိုရှိရှုပြီးတော့သွားနေရတယ်မိမိရဲ့ခยีအမှန်ကိုမသိတဲ့အခါကျတော့အမျိုးမျိုးနေရတဲ့အခိုက်အတန့်တွေမှာအထင်ရောက်ပြီးတော့မန်နေဝင်ကြတာပေါ့ဟုတ်လားဒါကြောင့်အမှန်မသိလို့မာနဖြစ်တာဆိုတဲ့နေရာမှာအမှန်ကဘာလဲလို့မေးရအခုတည်ခြင်းတရားပေါ့နော်ဘယ်ချင်းတရားမလဲဆိုတာကိုတော့ဦးသိန်းတို့သိခွင့်မရှိဘူးဟုတ်လားရှင်သန်မှုရဲ့မတည်ကြမှုမရေရာမှုမြင်တဲ့ရမယ်ပေါ့နောက်တစ်ခုအမှန်ကိုသိဖို့ဦးသိန်းတို့လိုတာက မန်ဝင်မဲ့သာဝင်နေတာမန်ဝင်စရာအကြောင်းကဘာမှတိတ်မရှိဘာဖြစ်လို့ကိုကိုကိုမန်ဝင်နေတယ်လဲတကယ်လို့မန်မြန်ဝင်နေတယ်ဆိုရင်အကြောင်းတရားကိုရှာကြည့်ပစ္စည်းတွေသူများထက်ပိုင်ဆိုင်မှုများလို့မာနဖြစ်နေသလားဟောလုံငန်းကံကံတွေအရှင်ပြေလို့ဒါမှမဟုတ်ရုပ်ရည်ချုံမောလှပလို့ဒါမှမဟုတ်ပညာတက်လို့ဒါမှမဟုတ်နော်အကုန်ရှိလို့အတိုင်းဝိုင်းကောင်းလို့မန်ဝင်နေသလားအဲ့ဒါလို့ဆိုရင်ကိုမှရှိထားတာတွေကိုပိုင်ထားတဲ့အဲ့ဒီအရာတွေဟာ ကိုယ်ဘဝရဲ့တကယ်အခက်အခဲတွေကိုပြေလည်အောင်ဖြေရှင်းနိုင်တဲ့အနေအထားရှိပါသလားဆိုတာ